ကာကြီးခဝင်းနဲ့ ABC ကိုနောက်ပြန်ဆိုပြနိုင်တဲ့ထူးခြားတဲ့ဉာဏ်ရည်ရှိသူចောင်းသားလေးမူရင်ဖြစ်ဖားတော့ပါသာနားငယ်ကြောက်ချင်သာတို့ဆားဆောင်အားလုံးပဲမင်္ဂလာပါဒက်ဆလီဘယ်ဒီနျူပေကနေပြန်လေးကကြိုဆိုလိုက်ပါရင်မြန်မာပြည်တွေနဲ့အင်္ဂလိပ်ပြည်တွေကိုပြောင်းပြန်တော့ပြန်ဆိုပြနိုင်တဲ့ဉာဏ်ရည်ပိုင်ရှင်လေးတယောက်ကမြန်မာနိုင်ငံကျွေးမှာပဲရှိပါရင်ဒီကလေးကတော့မလေးတိုင်းဒေသကြီးပသိမ်မြို့နဲ့ចောင်းမီရွာမှာနေထိုင်တဲ့ကလေးဖြစ်ပေဂရိတ်ចောင်းသားဖြစ်ပါရင်မိုးရဲဆိုတဲ့ကလေးဟာကေဂျီတန်းမှာသင်ပေးတဲ့မြန်မာပြည်နဲ့အင်္ဂလိပ်ပြည်တွေကိုနောက်ပြန်ဆိုပြနိုင်ပါရင် သူ့ရဲ့ဗီဒီယိုလေးကိုလူတယောက်ကဝင်တင်ပေးရကနေနာမည်ကြီးသွားခဲ့ပြီးကျောင်းတက်ဖို့အတွက်စင်ပြေသွားခဲ့ပါတယ်။မိုးရံကအတန်ငါးနေရွေးသားရှိသေးပြီးတော့ထူးခြားတဲ့ညင်ရေးပိုင်ရှင်ဖြစ်ပါတယ်။လောကရဲနေကကျောင်းတက်ခြင်းနေဆိုတာကြောင့်ကျောင်းထားရင်းနဲ့စာကိုကျိုးစားလာခဲ့တဲ့ကလေးတယောက်ဖြစ်ပါတယ်။ကေဂျီတန်းကကလေးတွေကိုမြမပြီးနဲ့အင်္ဂလိပ်ပြီးတွေကိုအလို့ရှာအောင်သင်ပေးနေတဲ့အချိန်မှာမိုးရံကတော့ပြီးတွေကိုရှေ့ပြန်နောက်ပြန်မထင်မငေါ်စုပြနိုင်တဲ့သူပါ။ အားကနေကာကြီးဒီနောက်ပြန်ဆိုပြနိုင်တယ်လို့ဇက်ကနေအေးထီလည်းနောက်ပြန်ဆိုပြနိုင်ပြီးတော့စိတ်ထဲမှာမှတ်ပြီးတော့ဆိုပြတာဖြစ်ပါတယ်။ဖြီးတွေကိုနောက်ပြန်ဆိုပြနိုင်မှုဆိုတာကအသက်ကြီးတဲ့သူတွေတောင်မှမလွယ်ကူပါဘူး။ဆရာဆရာမတွေတောင်မှအလုံးလုံးထားတဲ့တက်တဲတစ်လျှောက်မှာဒီလိုကလေးမျိုးကိုမတွေ့ဘူးကြပါဘူး။မိုးရံကစာကြိုးစားခြင်းစိတ်အပြည့်ရှိပြီးတော့ကြောင်းလဲမမှန်တတ်ပါရင် ကာကြီးကဝေကိုပြောင်းပြန်ဆိုပြနိုင်လို့ကျောင်းကဆရာမတွေကလည်းဒီကလေးလေးကိုထူးခြားတယ်ဆိုပြီးတော့စုတွေပေးကြပါရယ်။မိုးရံကညံကောက်ပေမဲ့လေမိသားစုကတော့စီဝါရေးအဆင်ပြေကြပါဘူး။မောင်နှမတော့အောက်ထဲမှာမိုးရံကငယ်ဆုံးဖြစ်ပြီးမိဘတွေကအိမ်တော်ကွဲသွားပါရယ်။အမေဖြစ်သူနဲ့အတူနေရပြီးတော့စားဝတ်နေရတဲ့ဘုကိုလေးတွေကိုလိုက်ကောက်ရပါရယ်။အမေကအိမ်တော်ကွဲသွားတော့ကိုလေးနားလေသူဖြစ်ပြီးတော့သူတက်နိုင်သလောက်နှစ်သိမ့်ပေးနိုင်သူဖြစ်ပါရယ်။ သူ့ရဲ့အမေကစီပွားရေးမပြေလည်တော့လို့ဂရိတ်ဝမ်ကိုတောင်မှကြောက်ဆက်မထားနိုင်ဘူးလို့ထင်ထားခဲ့တာပါ။မထင်မဲ့ပဲနေမေကြီးသွားတာကြောင့်မိုးရံအတွင်းအလူရှင်တွေပေါ်လာပြီးတော့ကြောက်တက်နိုင်သွားခဲ့ပါရည်။မိုးရံအတွင်းစာအုပ်တွေနဲ့ကျောင်းဝတ်စုံလေးတွေကိုလူတန်းပေးတဲ့အလူရှင်တွေကြောင့်ဂရိတ်ဝမ်ကျောင်းသားဖြစ်သွားခဲ့တာပါ။ မိုးရံကကြောင်းသွားမှာကိုရမ်းပြရာကြောင်းအမင်းကထမင်းမကျက်သေးခင်မှာတော့သူကကြောင်းသွားဖို့ပြင်ဆင်ပေးပါပြီ။မနေ့6နာရီဆိုရင်မိုးရံကကြောင်းသွားဖို့စေသေးဖြစ်နေပြီးအမီကတော့ချက်ပြုတ်လို့မပြေးသေးပါဘူး။ပညာကိုရမ်းလူလာပြီးတော့စသေးချင်းစိတ်ကပြေးရှိပါရည်။အချို့ကလေးတွေလိုကြောင်းမသွားချင်တာကြောင့်ငိုနေတာမျိုးမရှိဘဲနဲ့တိုက်တွန်းစရာမလိုအောင်စာကြိုးစားရတဲ့သူပါ။မိုးရံကတာမန်အရေးကြီးမဟုတ်ဘဲနဲ့ပညာကြီးကိုစောက်ကဲတိုက်တဲ့အထိသိစေချင်ပါရည်။ သူ့မိကတော့စီးပွားရေးအဆင်ပြေတလို့ကြောင်းထားပေးမှဖြစ်ပြီးတော့အဆင်မပြေခင်တော့ကြောင်းထွက်ခါရမှာပါ။မိုးရံရဲ့အမအကြီးဆုံးကအလုပ်လုပ်ရပြီးတော့အကိုလက်ကမစိုးရိမ်တိုက်တဲ့မှာကိုရီဝတ်နေပါရီ။မိုးရံကကြောက်တဲ့ချင်တာကြောင့်အားရချိန်တွေမှာလေအမိနဲ့တူဘိုးကိုလေးတွေကိုလိုက်ကောက်ရပါရီ။မိုးရံကိုချစ်ကင်တဲ့သူတွေကတော့မုံဘိုးလေးတွေပေးလိုက်ကြရဲ။မုံဝယ်မစားဘဲနဲ့ဒီမုံဘိုးနဲ့စာအုပ်တွေခက်တဲ့နေဝယ်လေးရှိပါရီ။သူ့တွေပညာကိုခက်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 သိရတာဖြစ်လို့မုတ်တာမှမွေစားရက်ပဲနဲ့ပညာရေးအတွက်ပဲတုံးချနေရပါရီ။ မိုးရံလိုညာကြီးရှေကလေးလေးကတော့မြေတောင်မြောက်ပြီးတဲ့အခါဒီတက်မကပို့ပြီးတော့ထူးချွန်လာအောင်ပါပါမိုးရံလည်းမြေတောင်မြောက်ပြီးမဲ့သူပေါ်လာပြီးပညာတကြီးတယောက်ဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်မြမပြည်တွေနဲ့အင်းလေးပြည်တွေကိုနောက်ပြန်ဆုပြနိုင်တဲ့ကလေးလေးကိုပရိသတ်ကြီးရောသဘောကျရဲ့လားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုမျှဝေပေးခဲ့ပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်